အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစုဒီညကနေပြီးတော့စုမောင်းအောင်တောင်းပေးလိုက်ရပါတယ်ဘောနော်အဲ့တော့ဒါကျွန်တော်ဒီနေ့ညမှာတော့ breaking news တစ်ခုတက်ပါတယ်အဲ့ဒီ breaking news ကတော့ Manchester United အသင်းရဲ့ breaking news ပဲလို့ပြောရမယ်နေထားပါ Manchester United အသင်းနဲ့အခုလက်ရှိနောက်ဆုံးသတင်းတွေအရဆိုရင်တော့ဒါကျွန်တော် Guardian Sports ကတက်လာတဲ့သတင်းတွေအရ Benjicop ရဲ့တက်လာခုနောက်ပိုင်းဒါဒီနေ့ညရာဒီအပြောရှိမှာ Benjicop က tier 2 level လောက်ထိတော်တော်လေးကိုမြင့်တက်လာတယ် Benjicop ကိုယုံလို့ရတယ်လို့ပြောလိုက်ရအဲ့တော့ဒါနောက်ဆုံးသတင်းအရဆိုရင်တော့ဒါကျွန်တော် Brentford အသင်းနဲ့ Manchester United အသင်းတို့ရဲ့ကြားထဲမှာ Brian Ambwanpu ရဲ့အပြောင်းအရွှေ့အတွက်သဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။အဲ့တော့ပြောကြကျွန်တော်ဒီနေ့မနက်ကတော့ကျွန်တော်တို့ဒုတိယမြောက်ကမ်းလှမ်းမှုကို United ဘက်ကနေပြီးတော့ဒါကမ်းလှမ်းမှုအပြီးမှာတော့ဒါကျွန်တော်တို့ Bravo တဲ့ငါလက်ခံလေးမျိုးကျွန်တော်တွေနဲ့ပြောထားခဲ့တဲ့အတိုင်းပဲအခုလက်ရှိမှာတကယ်လည်းဒါကျွန်တော်ထင်ထားခဲ့တဲ့အတိုင်းပါပဲဒါ Brandfo သတ်မှတ်ထားတဲ့ဈေးနဲ့တော်တော်လေးကိုနှိစက်သွားတဲ့အတွက်ကြောင့်မလို့ Brandfo ဘက်ကတော့ဒီအပြောင်းရွှေ့ကိုလက်ခံခဲ့ပြီးဖြစ်တယ်ဆိုတဲ့သတင်းလေးတောက်လျှောက်ထွက်ပေါ်လာခဲ့။အဲ့တော့မကြခင်တော့ Here we go ဒီကျွန်တော်ဒါ Devi Austin ဆို Alpha Vision Romero Devi Austin တို့စီကထပ်ပြီးထွက်လာဖို့ရှိရတယ်။ဒါပေမဲ့ဒါကျွန်တော်တို့ကလက်ရှိမှာ Guardian ကတက်လာပြီးဆို Guardian ကဆိုတော့ကျွန်တော်ယူပြောထားတယ်။ဒီနှစ်မှာဒါ Bangkok ကတော်တော်လေးကိုမဆိုကြ Bangkok ရဲ့သတင်းကိုကျွန်တော်နေအတီးယူထားတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာအပြောင်းရွှေ့ရဲ့နောက်ဆုံးသတင်းကတော့ဒါကျွန်တော် Matthew S. Connor ကိုဒါကျွန်တော် Manchester United ပေးလိုက်တဲ့ဈေးပုံစံမျိုးပါပဲ62.5 2.5 65.5ဟို65တန်ပတ်ချလဲဝင်ကျင်နေ Manchester United အသင်းကဒါကျွန်တော် Brian Mbeumo ကိုရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတော့ တွေ့လာမြင်လာခဲ့ရတာဖြစ်တယ်အဲ့တော့ဒါကျွန်တော် Manchester United အသင်းရဲ့ဒီနှစ်နွေရာသီရဲ့ဒုတိယမြဒါကျွန်တော်ခေါ်ယူမှုဖြစ်လာခဲ့ပြီလို့ပြောလို့ရတယ်မှာပါအဲ့တော့ဒီနေရာရဲ့ဒါကျွန်တော်အရေးကြီးဆုံးခန့်ကန်တာမှာတော့ Brian Ambuambu ကိုယ်တိုင်ကပါဝင်ခဲ့တယ်လို့ဆိုရမယ်ဒီမှာပါတယ်ဘယ်လိုကြောင့်လဲ Brian Ambuambu ကိုဒါကျွန်တော်ဂျားတဲ့မှာ Manchester United အသင်းနဲ့ဒါပထမအဦးဆုံးကမ်းလှမ်းမှုနဲ့ဒါကျွန်တော်ဒုတိယကမ်းလှမ်းမှုဂျားတဲ့ကကမ်းလှမ်းမှုမလုပ်ခင်မှာဒါ Tottenham Hotspur အသင်း Newcastle United အသင်း Aston Villa အသင်းတို့ရဲ့ဒါကျွန်တော်တို့ကမ်းလှမ်းမှုတွေတချို့ကိုဒါကျွန်တော်တို့မြင်ခဲ့ရတယ်ဒါပေမဲ့လက်ရှိမှာကစားသမားတွေ United ဘက်ကပဲထပ်ပြီးကမ်းလှမ်းလာမယ်သိခဲ့ ဲ့အတွက်ကြောင့်မသူအနေနဲ့ဒီကမ်းလှမ်းမှုတွေအကုန်လုံးကိုညှင်းခဲ့ပြီးတော့ United အသင်းကိုပဲစောင့်မျှော်နေခဲ့တယ်ကြောင့်မသူဒါကစားသမားကိုဒါကျွန်တော်တို့ United ဘက်က reward ပေးခဲ့တယ်လို့ပဲဆိုရမှာတယ်မှာပါတော့ United ကထုံးမနိုင်ပါဘူးဒါကြောင့်လက်ရှိမှာဒီနှစ်မှာလည်းဒါရောင်းပြီးဝယ်ရမယ်ရောင်းပြီးဝယ်ရမယ်ဆိုတဲ့သတင်းတက်ခဲ့ပေမဲ့တကယ်တမ်းအခုလက်ရှိအပြောင်းအရွှေ့မှာတော့ ထုတ်ရနိုင်မြန်မြန်ဆန်ဆန်နဲ့ပဲတော့လုတ်သွားခဲ့တည်ရတော့ဒီပြောင်းရွှေ့က United အသင်းနဲ့တော့ကျွန်တော်၄နှစ်နဲ့၅နှစ်အရင်ကြလို့တည်ရတယ်မှာပါတယ် down payment ကိုတော့ United ဘက်ကမြန်မြန်ပေးချင်မယ်လို့တည်ရတယ်မှာပါတယ် Kola Halari က United အသင်းနဲ့ဒါ down payment ကိုတော့ပေါင်း25သန်းနဲ့တန်း30ကြာကို United အသင်းပေးချင်မယ်လို့တည်ရတယ်မှာပါတယ်ကစားသမားတွေအခုလက်ရှိ Luka Laza ကိုတပတ် Luka Laza တသိန်းခွဲရရှိမှာဖြစ်ပြီးတော့ဒါ bonus အပါအဝင်ဆိုတော့2သိန်း2သောင်းလောက်ထိတက်သွားနိုင်ခဲ့ပြီးမဲ့ base bonus ကတော့ base salary က Laza တသိန်းခွဲပတ်ချာလေးဝင်နေကြတယ် Brian Ambon အဲ့တော့ ကာလရှိကစားချုပ်ချုပ်မှာဖြစ်ပြီးတော့9နှစ် plus 1နှစ်စာချုပ်နဲ့ဒါကျတော့6နှစ်စာချုပ် package ရှိတဲ့ဥစ္စာကိုဒါကျတော့ Brian Ambomo အနေနဲ့ဒါ Manchester United အသင်းကိုရောက်ရှိလာတာဖြစ်ပါတယ်။အဲ့တော့ဒါကျွန်တော်သိရတော့ကစစ်စစ်ဘာညာကိုတော့ United ဘက်ကနေပြီးတော့တောက်ချာနေအမီလောက်ပြီးတော့ဒီတစ်ပတ် weekend တွေမှာကြီးညာသွားမှာလာမယ့်ပတ်တနင်္လာနေ့မှာမှကြီးမာလာဆိုတော့ဒါကတော့ United ဘောပဲမူတည်ဒါပေမဲ့ United အသင်းနဲ့တေးကြတာတခုကဒါကျတော့ဒီလမဟုတ်ဘူးဒီနှစ်မကုတ် ေးပေါ့ဒီနေ့ physical ကြီးရပါတော့တို့ဒါဘောလုံးကဒါကျွန်တော်တိတော့ဂျွန်လ30မှာပိတ်တယ်ပေါ့နော်ဒီနေ့ဒါကျွန်တော်တို့ financial မပိတ်ခင်ဒါကျွန်တော်တို့အနေနဲ့ဒါဂျွန်လ30ရက်နေ့မတိုင်ခင်မှာဒီအပြောင်းရွှေ့ကိုအမြန်ဆုံးလှုပ်ဆောင်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတက်နေခဲ့တယ်ဒါကတော့ဟုတ်မဟုတ်တခြားတော့ကြည့်ဒါပေမဲ့ဖတ်မိရတဲ့သတင်းတွေကဆိုယူနိုက်တက်အသင်းနဲ့ဒီတစ်ပတ်အတွင်းမှာတော့ Brian Mbappe ရဲ့အပြောင်းရွှေ့ကိုအပြီးသတ်မှာဖြစ်ပြီးတော့တောက်ချာနေဆေးစစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေဒါကတော့လက်ရှိမှာကောလာဟာလာပေါ့ဒါပေမဲ့ဒါလက်ရှိအပြောင်းရွှေ့ဂျေကို Brand Mbappe ကလက်ခံလိုက်တယ်ဆိုတော့ Tier 1 Jealousy ကိုတော့ Tier 2 Tier 3 level Jealousy ကိုတော့ င်ထားပြီးဖြစ်တဲ့ကြောင့်ကျွန်တော်အနေနဲ့တင်ဆက်ပေးထားတာဖြစ်တယ်။အဲ့တော့ဒါတော့ကလည်းအိမ်ပင်ရောက်ဖြစ်ကြောင့်ဒါ update တင်ရတယ်ဆိုတော့ update အရကျွန်တော်အနေနဲ့တော့ရှောက်တင်ပေးတယ်ဖြစ်တယ်။အမှန်တကယ်ပြောရင်ကျွန်တော် TikTok ကတင်လို့ရပြီမကျွန်တော်ဒါအောက်မှာငုတ်တုထိုင်နေတာမှန်ပေမဲ့ဒါ TikTok ကတင်လို့ရမှာ TikTok 10မိနစ်ရရမှာဒါကျွန်တော်ဒီ video 6မိနစ်ရရမှာဒါကျွန်တော်ပို့ပြီးတော့ပြင်းတယ်ပေါ့နော်။အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းရဲ့ဒုတိယမြောက်ဒါဒီနှစ်ရဲ့ခေါ်ယူမှုပေါ်ပရိသတ်နေတယ်ဘယ်လိုမြင်လဲ။ လက်ရှိမှာမကြခင်မှာ Brian and Wayne နဲ့ Matthews ခုနှစ်ရဲ့တွဲလုံးတွေကို United တွေ့ရမှာအဲ့တော့ဒီနေ့မှာပြောပြတာကျွန်တော်တို့ United အသင်းနဲ့ဘယ်လိုပဲပြောပြောပေါ့နော်ဒါကျွန်တော်ဒီနေ့မှာ top 6အသင်းတွေမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့အဲ ကျန်တဲ့အသင်းတွေစီကဂိုးများသွင်းတဲ့လူတွေကိုခေါ်ယူနိုင်လိုက်တာ United အသင်းတွေတော်တော်လေးကိုအပေါင်းလက္ခဏာဆောင်နေလို့ဆိုလို့ရမယ်တယ်မှာပါအဲ့ဒါထားပါဒါလေးကိုခဏမေးပြီးလက်ရှိမှာဒါကျွန်တော် United အသင်းနဲ့ခုလက်ရှိမှာဒါကွင်းလယ်ပိုင်းအတွက်လည်းခေါ်ယူဖို့ပြင်ဆင်နေဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဘာလို့ကျွန်တော်5မိနစ်ပြီးအောင်ပြောကြာအရင်လိုပဲဒါ video တော့ဟုတ်ပေါ့သတင်းတပုတ်တွေကပတ်ပြီးပြောနေစားကျွန်တော်နောက်ထပ်သတင်းလေးတွေ add online နဲ့လေးပြောပြမယ်ဘောနော်တော့လက်ရှိမှာ United အသင်းနဲ့ခုလက်ရှိမှာအခုလက်ရှိအချိန်နေဒီ United အသင်းဘက်ကနေပြီးတော့ Casemiro ကိုအသင်းကနေပြီးတော့ Titan နဲ့ဒါကျွန်တော်ကမ်းလှမ်းမှုများရှိလာခဲ့မယ်ဆိုရင်တော့ ါကျွန်တော်သိရတဲ့အခြေအနေတွေကပေါ့နောက်ဆုံး update တွေအရဆိုရင်တော့ ဒါကာဆီမီရိုကိုလာ United ဘက်ကနေပြီးလက်လွတ်သွားပွဲရရှိရဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တယ်အဲ့တော့ဒါကျွန်တော်ကာဆီမီရိုဘက်ကတော့ Manchester United အသင်းမှာသူ့ရဲ့စာချုပ်ကုံဆုံးနေနေခြင်းနဲ့ဆိုပေမဲ့သူ့ရဲ့လုခလာစာမြင်မာမှုကြောင့် Manchester United အသင်းကတော့ဒီကွင်းလယ်ဘက်ကိုရောင်းချဖို့အတွက်စဉ်းစားပြီးတော့ဒါခုနကသူ့ရဲ့အသက်အရွယ်ရလာမှုကလည်းကြောင်းလက်ရှိမှာဒါကွင်းလယ်ဘက်မှာဒါကျွန်တော်ရူဘယ်အာမိုရဲ့လက်ထက်မှာမဆိုးဘူးဆိုတဲ့ခြေစွမ်းကိုပြသနေတာမှန်ပေမဲ့ကစားသမားတွေအသက်အရွယ်က33နှစ်ဖြစ်လာတာကြောင်းစာချုပ်တက်တန်းနဲ့ဒါမကြခင်ကုံတော့မှာတကြောင်းပေါ့နော်ဒါပေမဲ့လက်ရှိမှာဒါအသင်းဘက်ကတစ်နှစ်တူလို့ရ တာမှန်ပေမဲ့ United ဘက်ကတစ်နှစ်ပိုးပိုးလည်းရှိမှာအစီအစဉ်မရှိဘူးအဲ့တော့စာချုပ်လက်ထက်တစ်နှစ်ကိုတော့ United ဘက်ကနေပြီးတော့အသုံးချသွားပြီးတော့ဒါကျွန်တော်တို့ Casemiro ကို sorry ဘက်ကိုရောင်းသွားဖို့တပြင်ဆင်လာခဲ့တယ်အဲ့လက်ရှိမှာ Casemiro ဒါကျွန်တော်တို့လက်ရှိမှာ United ဘက်ကဘယ်စည်းဘလို့တတ်မှတ်ထားရဲမသိခဲ့ပေမဲ့ Ronaldo ရဲ့အသင်းလက်ရှိအသင်းဖြစ်တဲ့ဒါ Al Nassr ဘက်ကစိတ်ဝင်စားနေတယ်ဆိုတော့ဒါ TF4 TF5 level ကတရင်တောက်ရှော့ထွက်ပေါ်လာခဲ့တယ်ဒါမှမဟုတ်မနစ်ကစောင်းလာဒီကလေးကဒါကျွန်တော်တို့ Casemiro ကိုဒါကျွန်တော် sorry ဘက်ကစိတ်ဝင်စားခဲ့ပေမဲ့ Ruben Amorim ရဲ့အသင်းမှာဒါကွင်းလယ်ပိုင်းလစ်လတ်မှုရှိသွားနိုင်တယ်ကြောင့်မို့ဒါ Manchester United အသင်းကတော့ Casemiro အသင်း င်းမှာဆက်ထိန်းဖို့အတွက်ကြိုးစားခဲ့တာဖြစ်ဒါပေမဲ့လက်ရှိအနေနဲ့ကာဆမီရိုကိုဒါလက်ရှိလုခလာဇာအင်မတန်မှမြောင်များလွာလွန်းတဲ့အတွက်ကြောင့်မို့သူတို့အနေနဲ့ဒီကစားသမားကိုရောင်းချပြစ်ဖို့လဲစီစဉ်ခဲ့တယ်လို့သိရတယ်မှာအဲ့တော့လက်ရှိနောက်ဆုံးရသတင်းတွေအရဆိုရင်ပေါ့နော်ဒါကျွန်တော်တို့ မန်ချက်စတာယူနိုက်တက်နဲ့ကာဆယ်မဲရိုနေရာအတွက်ဒါကျွန်တော်တို့လူစားထပ်ဖြည့်မယ်လို့သိရတယ်မှာပါတယ်ဗောနော်အဲ့တော့ဒီလူစားလက်ရှိမှာမန်ချက်စတာယူနိုက်တက်အိမ်လုပ်နေတဲ့ကစားသမားတွေကတော့ဒါကျွန်တော်တို့ဖက်မီယာတော့ကလပ်ဘရူဂေးရဲ့ဒါကျွန်တော်ကွင်းလေကစားသမားလေးဖြစ်တယ်ဒါကျွန်တော်တို့အဲအာရွန်ဂျက်ရှာရီဆိုတဲ့ကစားသမားကမန်ချက်စတာယူနိုက်တက်အသင်းကစိတ်ဝင်စားနေဒါပေမဲ့ဒီကစားသမားမန်ချက်စတာယူနိုက်တက်အသင်းလက်ရှိလူချင်းနေတဲ့ဒါကျွန်တော်တို့ အဲကစားသမားတယောက်ဖြစ်တယ်ဆိုပေမဲ့ပြဿနာက United လက်ရှိ budget ထဲကဒါတော်တော်လေးကိုဒါကျွန်တော်တို့လွတ်ထွက်နေတယ်လို့ပြောလို့ရတဲ့အနေအထားတစ်ခုကိုရောက်နေတယ်ဗော။ဒါပေမဲ့ United လက်ရှိမှာအဖြစ်နိုင်ဆုံးနဲ့ဒါကျွန်တော် United ဟိုးရင်ကတည်းကစိတ်ဝင်စားခဲ့တဲ့ကစားသမားတယောက်ကလက်ရှိမှာတန်းစင်းသွားခဲ့တဲ့အတွက်ကြောင့်မို့ဒါဒီကစားသမားကို United သင်းနဲ့စာချုပ်ဖြတ်သိမ်းခြင်းပုံစံမျိုးပေးပြီးတော့ခေါ်လိုက်ရတယ်။အသက်အရွယ်အဖြစ်လည်းပြောင်းကြည့်မယ်ဆိုတော့တကယ်ကို prime time level တစ်ခုအသက်အရွယ်ရောက်နေတော့ကြောင့်ဒါမဆိုးဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ တက်တနာကတရှုပ်ယူနိုက်တက်ကြတာကစားသမားပြိတ္တတွေကြားမှာဒီကစားသမားကိုချိန်တဲ့ကစားသမားရှိတယ်မချိန်တဲ့လူရှိအဲ့တော့ချက်ရှာရီမဟုတ်ပဲနဲ့လက်ရှိဒီကစားသမားက Leicester City ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ defensive midfielder ဖြစ်တဲ့ဒါကျွန်တော်တို့ ကွာ Wilfred NDD ပေါ့နော် NDD နေနဲ့ခုလက်ရှိမှာအသက်အရွယ်အားဖြင့်တော့28နှစ်နေရှိပြီဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာတကယ်ပြန်သုံးမယ်ဆိုတော့3နှစ်4နှစ်လောက် ACC သုံးလို့ရတဲ့ကစားသမားတယောက်ဖြစ်တယ်။ဒါပေမဲ့လက်ရှိမှာဒီကစားသမားကသာကျွန်တော်တို့စာချုပ်ဖြတ်သိမ်းခြင်းရှိပါတယ်။ကျွန်တော်ဖမ်ပီယာတောက်ကဒီကစားသမားမှာတတန်းစင်းသွားခဲ့စာချုပ်ဖြတ်သိမ်းခြင်းပေါင်6တန်းဆိုတဲ့ပုံစံမျိုးရေးထားတာရှိတယ်။အဲ့တော့ပြောချင်တာ Leicester City ကလည်းအခုချိန်မှာတန်းစင်းသွားပြီဖြစ်တဲ့ကြောင့်သူတို့အနေနဲ့ဒါဒီကစားသမားကိုခုံမယ်ဆိုရင်တော့ပေါင်6တန်းပေးုံနဲ့ NDD ကိုရနိုင်တဲ့အနေအထားမှာ United ရှိတယ်။အဲ့တော့ United အသင်းနဲ့ဒီကစားသမားကိုဒါလက်ရှိမှာစောင့်ကြည့်နေသူတို့ရဲ့သူတို့ရဲ့ budget ထဲမှာလည်းပ ေါင်6သန်းဆိုတဲ့ဘတ်ဂျက်ကတော်တော်လေးဝင်နေဒါအသက်ရွာပဲ22ရှစ်နှစ်ပဲရှိသေးတယ်ကျွန်တော်ကာဆမဲရိုတက်ဆိုင်တော့ဒါကျွန်တော်အသက်လည်းငယ်မယ်ဒါကွေးလေပိုင်းမှာလည်းဒါကျွန်တော်ဥဂါတိကိုနောက်ကနေဘက်ကင်ကောင်းကောင်းလုပ်ပြီးလို့ရနိုင်မယ်ကစားသမားတယောက်လို့ United ဘက်ကနေပြီးတော့တတ်မှတ်ထားတယ်ပေါ့နော်အဲ့တော့ဘယ်လိုပဲပြောလက်ရှိမှာဒါကျွန်တော် Manchester United အသင်းကတော့ဒါကျွန်တော်တို့ Wilfred Ndidi ကွင်းလယ်ပိုင်းကိုစိတ်ဝင်စားအဲ့တော့ United နဲ့ဒီနေရာမှာဒါ DM မြန်မာတာကျွန်တော် Ndidi ရောဒါကျွန်တော်ဂျရှာရီရောမဟုတ်ဘဲနဲ့သူတို့အနေနဲ့ဒါတခြားသော option တွေကိုလည်း series ဘက်မှာစာစိတ်ဝင်စားနေတယ်ကောလာဟာလာတွေအခုလက်ရှိမှာဒါကျွန်တော်တို့ Tice အခုလက်ရှိဒါကျွန်တော်တိတော့ပေါ့နော်ဒါ Tice မူဒါ um white land เนี่ยဒါကျွန်တော်တို့ dogleg lubit တို့ကိုလည်းလဲသွားနိုင်တယ်ဆိုတဲ့တရေထွက်လာဒါပေမဲ့ dogleg lubit ကိုရ United ပြည်သက်တွေကတချို့ချိုက်တဲ့လူရှိတယ်မချိုက်ရလူရှိတယ်ဒါပေမဲ့နောက်ထပ်ဒါကျွန်တော်တို့ဟို option တစ်ခုอ่ะပဲစိတ်ဝင်စားဖို့ခေါင်းတာဗောနော်လက်ရှိဒါ Bayern Munich မှာမနစ်အေးဗောတနစ်ကမှပြောင်းသွားခဲ့ပြီးခြေစွမ်းမပြနိုင်ခဲ့တယ်ဒါကျွန်တော်တို့ပါလင်ညာဗောနော်ပါလင်ညာဆိုဘူဖွန်ရဲ့ဒါကျွန်တော်တို့ကွင်းလေကစားမှဖြစ်ပြီးတော့တော်တော်လေးကိုကောင်းခဲ့တဲ့ကစားသမားတရားဆိုလုံးဝငင်းစရာမလိုအဲ့တော့ပါလင်ညာကအခုလက်ရှိမှာဒါကျွန်တော်တို့ Premier League ကိုပြန်လာခြင်းနေပြီးတော့ဒါ United အသင်းကလည်းပါလင်ညာကိုစိတ်ဝင်စားနေတဲ့ကစားသမားတယောက်အနေနဲ့ တတ်မှတ်ထားတာဖြစ်တယ်အဲ့တော့ဒါကလက်ရှိမှာဒါကျွန်တော် Brian Ambwe ရဲ့သတင်းနဲ့ဒါကျွန်တော်မိနစ်6မိနစ်ပြည့်အောင်ကျွန်တော်နေတင်ဆက်ပေးထားတာဖြစ်ပါတယ်ဒါတော့ပါပဲ ပေါ်လုံးမဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4U တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်လည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်ကကွန်မန့်တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လင်းလေးတွေကိုထည့်ပေးထားကြပါစို့ဆိုတော့ကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကို Like and Subscribe လို့ကျွန်တော်အားပေးလို့ရပါရ။များများလေးလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မနေဖြစ်ပါတယ်။အားလုံးပဲကြိုးတူပါနဲ့ကောင်းမွန်သောဒီနေ့တစ်နေ့ဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပင်ကျွန်တော်တို့ရဲ့နောက်မှာ AA စစ်စစ်တွေ့ကြရပါဘို့။အားလုံးပဲကောင်းမွန်သောညနေတစ်ညဖြစ်ပါစို့စုမုံကောင်းတောင်းပြီးနေပင် congratulation ပါ United fan တွေ Brian Emmo ကို United ကစားသမားဖြစ်လို့လာဖြစ်တော့မှာဖြစ်တယ်ပေါ့လောက်ပါပဲဒီပါပါဗျာ